Hello အားလုံးပဲမိင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ကတော့ဒါ Manchester United နဲ့ပတ်သက်ပြီးတော့ရထားတဲ့အပြောင်းရွှေ့သတင်းလေးတွေနဲ့နောက်ဆုံးရအကြောင်းအရာလေးတွေကိုကျွန်တော်ဆွေးနွေးကြည့်အောင်ပါအားလုံးပဲမိင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ဒါ Ignacio နဲ့ပတ်သက်တဲ့ report တွေကျွန်တော်တက်နေတယ်ဒါအပြင် Kobe Mainu ကလည်း Manchester United နဲ့တက်တန်းတူဖို့အတွက်အခြေအနေတွေကောင်းနေတယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်ရထားတယ်ဆိုတော့ဒါတွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြည့်အောင်ပါအားလုံးပဲမိင်္ဂလာပါဆင်မိုင်းအားလုံးပဲမိင်္ဂလာပါဆိုတော့ ပထမဆုံးအနေနဲ့ကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင်ဒါအင်္ဂလာ CEO နဲ့ပတ်သက်တဲ့သတင်းကိုကျွန်တော်အရင်ဆုံးကြည့်ကြည့်အောင်ပေါ့နော်အင်္ဂလာ CEO နဲ့ပတ်သက်တဲ့သတင်းကတော့ဟို Sporting ရဲ့ပေါ့နော်ဒါနောက်ခံကစားသမားဖြစ်သူ Manchester United ရဲ့ပြစ်မှတ်လေဖြစ်တဲ့နောက်ခံကစားမဒါအင်္ဂလာ CEO ပါနော်ဒီသူနဲ့ပတ်သက်ပြီးတော့ဒီ Sporting ရဲ့ဘက်ကတော့ပြောင်းရွှေ့ကြီးအနှိမ်ဆုံး Euro 45တန်းခန့်တီကိုအလိုရှိနေတယ်ပေါ့ ါမယ့်နေရာကြီးအပြောင်းရွှေ့မှာတော့သူတို့တွေအနေနဲ့လက်လွတ်သွားဖို့တော့အဆင်တင်မယ်။ဒါပေမဲ့45တန်းခန့်ရမှာပဲလက်လွတ်ဖို့ကြိုးပမ်းမှာဖြစ်တယ်ပေါ့နော်။ဆိုတော့ဒါကတော့ Apple ကနေပြီးတော့ report လုပ်ထားတာပါ။ပေါ်တူဂီနဲ့ပတ်သက်တဲ့ report တွေဆိုလို့ရှိရင်အတိုင်းအတာတစ်ခုတွေပေါ့နော်ကျွန်တော်သာသူကအဓိကထားပြီးတော့တင်တဲ့ reporter ပေါ့ဗျာ။ဆိုတော့ဒီနောက်ခံစားပါပြီးတဲ့အင်္ဂလန် CEO နဲ့ပတ်သက်လို့ကျွန်တော်ကြည့်ရရင်အတင်းကညီကလို့တိတဲ့အတိုင်းပဲခန်စစ်ကအ ਨੇ ဆုံးတော့တယောက်တော့အားဖြီမှတော့ကျွန်တော်ရမယ်အဲအဓိကတော့အနှစ်ချက်ရှိတယ်ဗျာနံပါတ်1က ဟိုလာမယ့်နေရာကြီးပြောင်းရှုမှာဆိုလို့ရှိရင် Lindy Love တို့ Junie Evans တို့လိုကစားသမားတွေကကျွန်တော်ဒါဒီပြည်ပြမလဲထွက်မဲ့ကစားသမားတွေအနာယူမဲ့ကစားသမားတွေပဲကျွန်တော်နာမည်တွေကြီးနေတယ်။ဒါအပြင်ဟို Lisandro Martinez ကလည်း injury ပြဿနာခဏတိုင်းကြုံရတယ်ဆိုတော့သူမရှိဘူးဆိုလို့ရှင်အတင်းမှာ left center back ကစားနိုင်တာဆိုလို့ဘယ်သူမှမရှိဘူးဒါ Aiden Heaven တို့ဘာလို့တောင်မှဒီဘယ်လိုပြောမလဲဒီ line up ထဲကိုဝင်လာတာဘာမှရှိသေးတာမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးကြောင့်ကျွန်တော်အနေနဲ့ဒီအတင်းက left center back နေရာမှာဘယ်သူမှမရှိဘူးဆိုတော့အဲလစ်ချာဒန်ရရရင်ကစားမဲ့သူမရှိတဲ့အတွက်ကျွန်တော်တို့က left center back နေရာကိုကောင်းကောင်းကစားမတယောက်ခေါ်ဖို့လိုတာဒီနေရာမှာကျွန်တော်တို့ဒီ sporting မှာလည်းနီးပြအမိုနီနဲ့လက်တွဲမှုတွေဆိုတော့ဒီဝါရုဘက်ကအခုနိုင်တော့မိုက်မိုက်အတန်ကြားလာမသိဘူးเนาะ sporting မှာလည်းလက်တွဲမှုတွေဆိုတော့အင်္ဂလာစီကိုလိုချင်တာပေါ့လေ ဆိုတော့အသင်းကကစားမဲ့ဆန်နဘက်၃ယောက်ထဲမှာဆိုလို့ရှိရင်လည်းပဲဘယ်ချမ်းမှလည်းဒီကစားမကတတော်ကိုအဆင်ပြေအောင်ကစားနိုင်တာကိုအမြင်ပေါ်ဒီလည်းသူကောင်းတယ်ဘောပလင်းဒီဖန်နာလည်းသူဖြစ်တဲ့အတွက်အင်္ဂလာစီဦးနဲ့ပတ်သက်လို့တတိနေကျွန်တော်ထွက်လာတာ55တန်းပေါ့ဟိုလက်ရှိလက်ရှိခင်မှာပေါ့နော်လက်ရှိမော်ဒန်ခင်မှာတော့ကစားမတယောက်ကအဆင်ပြေတယောက်ဖြစ်နေပြီဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုပြောမလဲတန်း40တန်း50ကပေးရတာပဲ ီလာနော်ဈေးတွေကအဲ့လောက်တွေဖြစ်လာကြပြီပဲဒီလာမလွယ်တော့ဘူးကောနော်အပြောင်းရွှေ့လို့ကဈေးတွေကတော်တော်ကြီးလာကြပြီဆိုတော့55တန်းကတော့ Ignacio အတွက်ကတော့ဒီလက်ရှိခင်းနဲ့စာလို့ရှိရင်တော့ဒါအတင့်တော်တဲ့ဈေးလို့ပြောရမှာပေါ့လေအရင်လဲဈေးတက်တာတယ်ဆိုတဲ့အခြေအနေမှာမရှိသလိုဈေးကြီးတဲ့နေထိုင်မှုမှာလည်းတော့ရှိမနေဘူးဒါပေမဲ့လို့55တန်းကတော့ဒါတက်တာတဲ့ဈေးဆိုတာထက်တင့်တော်တဲ့ဈေးလို့ကျွန်တော်ပြောရမှာပေါ့နော်ဆိုတော့တကယ်ခိုးကျူးပန်းလာမလားဟုတ်ဒါကတော့အတင်းဘက်ကခံစစ်တာအားဖြစ်ဖို့ကျူးပန်းမယ်ဆိုလို့ရှိရင်စဉ်းစားအတင်းနေပေါ့နော် ဟိုလာမယ့်နေရာတီပြောင်းရွှေ့မှာလဲလှုပ်ဆရာအပြောင်းရွှေ့တွေကများတော့ဘသူ့ကိုရအောင်ခေါ်မယ်ဘသူ့ကိုအမှန်ကန်ကျူးပန်းမယ်ဆိုတာမျိုးကတော့စောင့်ကြည့်ရမှာပေါ့လေဒါအပြင်အတင်းဘက်ကဟိုဘယ်လိုပြောမလဲကစားမခေါ်ယူမှုတွေနဲ့ပတ်သက်လို့ရှိရင်ဟိုအများကြီးလှုပ်ဆောင်ရဖို့ရှိတယ်ဗျာတိုက်စစ်ကလည်းခေါ်ရမှာနံပါတ်10လည်းခေါ်ရမှာဝင်းဘက်စ်ကလည်းခေါ်ရမှာစင်တမစ်ဖီကလည်းခေါ်ရမှာဂိုးသူမလေးတရင်ထွက်နေတာပါညာနဲ့ဆိုရင်အတင်းကဘယ်လိုပြောမလဲအများကြီးပဲလှုပ်ဆရာတွေက ဆိုတော့အဲ့ဒီလောက်ဆရာကြီးအများကြီးမှာမှာ Ignacio လို့ကစားမမျိုးခံစစ်တွေ့လဲ option တစ်ခုဖြစ်ပါနေတယ်ဆိုတော့ Ineos တို့ဘာလို့တကယ်ခေါ်ပြီးမလားပဲကျွန်တော်တို့ကြည့်ရမှာပေါ့လေတေချာတာတစ်ခုကတော့ left center ဘက်မှာကျွန်တော်တို့လိုပါတယ် Aiden Heaven ကလည်းအခုလက်ရှိ injury ကြေတနာကြုံနေရတယ် Lisandro Martinez ကလည်းဒီတိုင်းပဲဆိုတော့เนาะကျွန်တော်လာမယ့်ရာသီမှာအဲ့လိုထပ်ပြီးတော့ကြုံလို့တော့မဖြစ်ဘူးအကယ်လို့ကြုံနေဆိုလို့ရှင်တော့မှလူသားထိုးစရာတော့ရှိနေမှရမယ်ဆိုတော့ Ignacio ဒီ ဲ့ဒီတွေ့ရပါတော့ကျွန်တော်တကယ် choice ဖြစ်ကောင်းဖြစ်နိုင်တယ်ညီကတို့ရောဘလိုမျိုးညလဲ ignite ကိုသဘောချကြလားဟိုကျွန်တော်ကတော့ဗျာနော်ဟို elite level player တွေတော့မရနိုင်ဘူးပေါ့လေဟုတ်တယ်မလားဟိုသူတို့လူမျိုးအလဲလဲတန်းကစားမလောက်ပဲကျွန်တော်ညှိုးလင်းလို့ရမှာပဲထားပါတော့ဟို left center back နေရာမှာဆိုလို့ချင်းတကယ်ကောင်းတဲ့သူတွေရှိတယ် ဘာစတူနီတို့လိုကစားမားတွေဒီကောင်တွေကကျလုံးဝ elite level ကစားမားတွေကျွန်တော်ဖြစ်သွားပြီအရင်ကောင်းတဲ့ level တွေဖြစ်သွားပြီပေါ့နော်ဒါပေမဲ့လို့မရနိုင်ပါဘူးအဲ့ကစားမားတွေကဆိုတော့အင်္ဂလန်စီယူရိုပါတို့ကတော့ပေါ်တူဂီကနေပရီးမီးယားလိဂ်ကနေပြီးတော့နောက်တစ်ဆင့်အင်္ဂလန်ပရီးမီးယားလိဂ်ကိုပြောင်းဖို့နေထားမျိုးမှာမျှော်လင့်ချက်အများကြီးထားလို့ရတဲ့ကစားမားတွေပါဆိုတော့အင်္ဂလန်စီယူကိုတကယ်ကျူးပန်းလာမလားတော့ကြည့်ရမှာပေါ့လေဒါကတော့လက်ရှိမှာထွက်ထားတဲ့တရင်ပေါ့ဗျာအပြောင်းရွှေ့နေပတ်တယ်လို့အဲဆိုတော့ညူရိုရောလက်ရှိမှာအသင်းနောက်တန်းနေပတ်သက်လို့ရှိရင်ကျွန်တော်တို့က ဒီဘယ်လိုမလို့ဟိုဘယ်ဘယ်ကစားမားတွေကိုအတင်းဘက်ကအမှန်ကန်ခေါ်ပြီးကျူးပန်းကြမယ်ထင်ကြတယ်နောက်ဆိုတော့ live လုပ်ပြီးပေါ့တဲ့အဲအုတ်တယ်ဗျာဒီအခုကလည်းတော့တယ်ဟိုသွားဒီသွားရှောက်သွားနေတာနဲ့ရောက်တဲ့နေရာကလည်း internet တွေဘာတွေတိတ်မကောင်းမကောင်းတော့ live တွေဘာတွေကမလုပ်ဖြစ်ဘူးပြီးလို့ရှိရင်လည်းပဲဗီဒီယိုတင်တာလည်းကြာတယ်ဗျအရင်လိုမဟုတ်ဘူးမနေလိုမဟုတ်ဘူးဖုန်းဖုန်းတက်သွားတာမဟုတ်ဘူးတော်တော်ကြာတယ်ပေါ့နော်ဆိုတော့ live ကမလုပ်ဖြစ်တာဆင်သမိုင်းမင်္ဂလာပါဆင်သမိုင်းနော် okay အဲကျေးဇူးများတွေပါတယ်အဲကျေးဇူးများတွေပါတယ် အဲအကိုတဲ့လေရင်ပေါ်မှာတဲ့ဒစီးလေးကိုရက်ဆက်တယ်နော်တဲ့ဓပ်ပုံလေးရိုက်ချင်တာကိုဟိုစပားဖန်စီသွားတော့ငါကုမင်းနဲ့အဲမှတ်မိဘူးဗျာဘရာဒါအနော်ဟိုကျွန်တော်မသိဘူးကျွန်တော်မသိဘူးဆိုတော့ဘရာဒါဟိုဘယ်တော့ဘသူကပြောဘယ်တော့ကတော့ကျွန်တော်မှတ်မိဘူးတကယ်ပြောတာ sorry ပဲနော် okay ဆိုတာမရှိသေးရနေရာကရောက်တယ်နော်တဲ့နော်အဲမေနူကားတဲ့ဘယ်တော့နဲ့ဆင်ပြီးသွားလဲတော့ခဏနေလို့ရှင်ကျွန်တော်ပြောကြပါမယ်အဲ40ရောက်နဲ့40လောက်နဲ့ဈေးစစ်နိုင်တော့မစိုးဘူးပြရတယ်เนาะအင်ဂနာစီယိုကဘယ်လိုပြောမလဲအင်ဂနာစီယိုကတော့ ဟိုလက်ရှိမှာကိုရီမမဟုတ်ဘူးပေါ့လေတခြားစိတ်ဝင်စားနေတဲ့အသင်းကြီးလည်းကျွန်တော်ရှိတယ်ဟိုအရန်ကြီးရောဗျာဒီမှာအရန်ကောင်းလို့ ਨੇ ဒီဖန်နာတော့မဟုတ်ဘူးဒါတော့လေသူ့ level ကတော့အလေလက်ဆင်တန်းအောင်ကျွန်တော်ပြောရမှာပေါ့တာမန်ဟွာလည်းပေါ့အထူးသဖြင့်ကျွန်တော်တို့အနေနဲ့အဲ့ဒီနေရာမှာသတင်းထွက်တဲ့ Everton က Gerard Wright တို့ဘာလို့ရှိတယ်လေဒါပေမဲ့ဒီကောင်းကြီးကိုကျတော့တန်း60တန်း90ဆိုတော့ဒီ Everton ကလိုချင်တာမလားဆိုတော့အဲ့ဒါကြည့်မယ်ဆိုလို့ရှိရင်ဒီကစားမရဲ့အချိန်ကြီးကလည်းမဆိုးလို့ပဲကျွန်တော်ပြောရမှာပေါ့ဗျာ အခုကအင်္ဂလန်ကစားမတွေဆိုလို့ရှိရင် imminency ကြီးတယ်မှာပါတယ်မလားဆိုတော့ဒါအပြင် supporting ကနေကျွန်တော်တို့ဒီခေါ်တယ်ဆိုလို့ရှိရင်လည်းပဲအတင်းကအလုတ်ဖြစ်တာတွေကများတယ်ကစားမအပြောင်းရွှေ့တွေမှာအဲ့တော့ကျွန်တော်တို့ကြည့်ရမှာပဲเนาะဆိုတော့ဟိုအင်္ဂလန်ကစားမတွေဈေးကြီးတဲ့ခါကျတော့ပေါ်တူဂီကစားမတွေပဲလှည့်လာတယ်လို့ကျွန်တော်တို့ဆိုရမှာပါလေ โอเคเอ่อสุดတော့เนาะအသင်းတွေ့ရတယ်เนาะဈေးစစ်နိုင်လို့ရှိရင်ပူကောင်းမယ်ထင်တာပဲတဲ့เนาะအချိန်ကြီးကတိတ်မကောင်းဘူးဆိုတော့เนาะအင်္ဂလာစီကိုတဲ့အရခေါ်စီကျင်တာပြားတဲ့မာတီနက်စ်နဲ့အလှည့်ကျတုံးလို့ရတယ်တဲ့เนาะအသင်းက bright way ပဲခေါ်ကျင်တာကအဲ့ bright way ကတော့ဈေးကြီးလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့ပေါ့เนาะဒီမကျိုးပန်းတင်ဘူးပေါ့သိတယ်မလားဒီ bright way တို့ဘာလို့ဆိုတော့ကတကယ်တမ်းကဗျာ level ရဘာမှအဲ့လောက်ကြီးကြီးလောက်ပြထားတဲ့ကစားမတွေမဟုတ်သေးဘူးပေါ့เนาะအမြင်ပေါ်ကောင်းနေတို့ဘာတို့เนาะဆိုတော့เนาะဟိုအဲ့လိုမျိုးတွေကျွန်တော်တို့ဒါတရင်နေတာကျွန်တော်တို့အနေနဲ့ ဒီ sorry ပဲမြင်ရတာအရာပေါ့နော်ဒီအမြင်ဘောကောင်းတယ်ပြီးလို့ရှိရင် bobbling ကောင်းတယ်ဒါတွေကသတင်းထွက်နေတာတော်တော်ကြည့်လိုက်ရင်အမားတွေကလည်းနည်းတာမဟုတ်ဘူးเนาะအမားတွေကလည်းနည်းတာမဟုတ်ဘူးဆိုတော့ဒီကစားမကိုကျွန်တော်ခေါ်ဖို့ကတော့မလွယ်ပါဘူးเนาะဒီဈေးလေးကြီးတဲ့နေရာမှာပါတယ်ဆိုတော့ဦးနနာထွက်လို့ရှိရင် Manchester United ပွဲပြန်ကြည့်မယ်ဗျာလေเนาะ morning ပါတယ် okay ပါ brother morning ပါเนาะကျေးဇူးများကြီးပါတယ် okay ဆိုတော့နောက်တစ်ခုကျွန်တော်တို့ကြည့်ကြည့်ရအောင်ပါเนาะနောက်တစ်ခုကျွန်တော်တို့ကြည့်ကြည့်ရအောင်ပါ အဲနောက်တစ်ခုကကျွန်တော်အနေနဲ့ဒီကိုဗီမေနူးနဲ့ပတ်သက်လို့ဗောနော်ဒါ Grammy Bell League ကနေပြီးတော့ report လုပ်ထားတဲ့သတင်းမှာဒါပါလဲဆိုတော့အခုဆိုလို့ရှိရင်ဗောနော်ဒါ Manchester United ကကိုဗီမေနူးကိုစာချုပ်တချုပ်ဆိုနိုင်တော့မယ်ဆိုပြီးတော့ယုံကြည်ထားတယ်လို့ဗောနော်မေနူးရဲ့တာဝန်ရှိသူတွေရဲ့ဘက်ကပဲဖြစ်ဖြစ် Manchester United တာဝန်ရှိသူတွေဘက်ကပဲဖြစ်ဖြစ်နှစ်ဖက်စလုံးကလက်ရှိမှာစာချုပ်တည်တံအတိတိုးနိုင်နေမယ်ဆိုပြီးတော့ယုံကြည်မှုရှိနေကြတည်ရတယ်ဗောနော်ဟိုကိုဗီမေနူးရဲ့ကိုယ်စားလှယ်တွေ ကုဇလေဒီရဲ့ဘက်ကလည်း United နဲ့ကြာဆက်သွယ်ပြိုးဆိုမှုတွေကပုံပွင့်လင်းလင်းနဲ့တော့တည်တယ်လားလေပုံပွင့်လင်းလင်းရှိပြီးတော့လက်တော်သတင်းရဲတပ်ပတ်များဆွေးနွေးမှုတွေဆိုလို့ရှိရင်လည်းပဲပို့ပြီးတော့ကောင်းနေတယ်ပေါ့နော်ဒါအပြင်ရန်နာတာမျိုးဘာမျိုးမရှိပဲနဲ့ဇက်တိုက်ဆိုလို့ဆွေးနွေးတာတွေလုပ်နေကြတယ်ပေါ့ဗျာ main news ကလည်းအဲ United မှာတော့မှဆက်ပြီးတော့ပေါ့နော်နှစ်ရှီလာများဆက်ပြီးတော့ကစားလူတယ်ပေါ့ဗျာဒါကတော့ကျွန်တော်ပြောထားတာဒီနေရာမှာဟိုလေဒီဒီ reporter ကတော့ဘယ်လိုပြောမလဲဒီ Grammy Bailey ဆိုတာကအဲ့လောက်ကြီးကြီးတော့ဘယ်လိုပြောမလို့ ကျွန်တော်စောင့်ကြည့်နေတယ်ပေါ့နော်ဟိုပုံသေးကြီးတက်မှတ်လို့မရဘူးပြက်စီအက်တလက်တီတို့ဘာလို့က report ထွက်တယ်လို့မျိုးချက်ချင်းနေပြောလို့မရအောင်ပြီးလို့ရှိရင်သူတို့ကဆွေးနွေးမှုတွေတိုးတက်တဲ့လက္ခဏာတွေရှိနေတယ်ဆိုတာတွေပဲကျွန်တော်ရေးထားတာသိတယ်မလားလောက်ခလာသားတွေရကျွန်တော်ညှိနှိုင်းဆွေးနွေးတဲ့နေရာတွေမှာနှိဆက်မှုတွေရှိပြီလားနော်ကိုဗီမင်းနုရဲ့ဘက်ကရောလာသာလျှော့မှာလားဒါမှမဟုတ် United ဘက်ကပဲတကယ်တိုးပေးမှာလားဒါမှမဟုတ်ဒီကကျွန်တော်ရှိသေးတာနော်တိုးတက်ဆွေးနွေးတဲ့လက္ခဏာတွေတိုးတက်တယ်ဆိုတဲ့နေရာမှာအဲ့ဒါမျိုးတွေတော့ပါမှာပဲအဓိကကိုဗီမင်းနုရဲ့တာဝန်ရှိသူတွေရဲ့ဘက်ကလာသာတိုးလိုချင်တာဗျာ လာတာတိုးလူကျင်နဲ့အဲ့အတွက်ဆွေးနွေးနေတယ်ဆွေးနွေးတဲ့နေရာမှာလည်းနှိစက်မှုတွေရှိနေပြီဆိုတာကတခုခုတော့တခုခုပဲမိန်းနူးကပဲလာတာရှော့ယူလိုက်တာလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင် United ဘက်ကပဲတိုးပြီးဖို့เนาะတကယ်မကျူးပန်းတာလားတေချာတာတခုကတော့ကျွန်တော်တို့အနေနဲ့ဒီကစားမားတွေကိုတက်တန်းတူးဖို့တွေဘာတွေလုပ်တဲ့နေရာမှာပေါ့เนาะဒီလောက်ခလာဇာတွေကတည်တည်ချာချာဆိုသူတို့ကျွန်တော်တို့ကစီစစ်တင်နေဟုတ်တယ်တည်တည်ချာချာကိုကျွန်တော်စီစစ်နေအဓိကအပြင်ကတော့ဒီလောက်ခလာဇာတွေနဲ့ပတ်သက်လို့ကျွန်တော်ကြည့်ရင်အတင်းဘက်ကပြန်ပြီးတော့ပေါ့เนาะသူတို့တန်းကြီးညှိရောမှာ နော်မလူအပ်ဘဲနဲ့လောက်ခလာတာဒီအများကြီးပူပေးတာမျိုးမဖြစ်ရအောင်လို့တဲနေပါရင်ညှိရတော့မှာဆိုတော့ဘသူကပဲဖြစ်ဖြစ်ဗျာထားပါတော့ menu ပဲမကလို့ဘသူပဲဖြစ်နေဖြစ်နေအကူကစပြီးတော့သူတို့ညှိရမှာပဲအကယ်လို့ခုပြီး menu ကအသင့်ပေါ်မှာဒါမှုဒါမှုတွေလောက်ပြပေးထားနေနဲ့ okay ဟုတ်ပြီဒါပေမဲ့လို့သူတောင်းတဲ့လောက်ခလာစာနေကလက်ရှိသူအကျိုးပြုထားတာနေကအကင်ကြီးမှုရှိရလားဒီဒါမှုတွေကျွန်တော်ကြည့်ရတော့မှာဆိုတော့ဗောနော်ဒါဒီနီးစပ်မှုတွေရှိလာပြီဆိုတော့ကလည်းကျွန်တော်ကတော့ဒီတိုင်းယူဆချက် journalist တွေရဲ့ယူဆချက်တွေရရေးကြတယ်လို့လည်းကျွန်တော်ယူဆပါတယ် ဆိုတော့လည်းပဲသူကျွန်တော်တို့ကတော့ menu လို့ကစားမလေးရတော့တက်နှံ့နေမှာလက်လွတ်လွတ်လို့မဖြစ်ဘူးပေါ့လေတကယ်ကောင်းတဲ့ကစားမလေးတယောက်ဘူးเนาะအတင်းအနာကတ်မှာလည်းအများကြီးအားကိုးရနိုင်တယ်တိုးတော်လည်းပဲမတန်တဆလောက်ခလာစားတွေနဲ့ဆိုလို့ရှင်တော့ဆက်ထားတာထက်လက်လွတ်တာကပဲပို့ပြီးတော့ကောင်းတဲ့ option ဖြစ်ကောင်းဖြစ်လာနိုင်တယ်ပေါ့เนาะ menu ကလည်းနောက်နှစ်နှစ်လောက်စားကြတဲ့ကြံသေးတယ်ဆိုတော့လာမယ့်ຫນွေမှာအကယ်လို့မြန်အရာရာအဆင်မပြေလို့ရောင်းချမယ်ဆိုလို့ရှင်တော့မှအတင်းတွေအတိုင်းအတိုင်းတကူဒီငွေဖော်ပေးနိုင်မယ်ပလီယာမျိုးဗျအဲ့လိုငွေဖော်ပေးနိုင်နေဆိုလို့ရှင်တော့ ကျွန်တော်နေတဲ့ဒါโอเคยาวๆๆออกมาเว้ยเนาะဟုတ်တယ်မလားเนาะလာစားမှာရှုပ်မိဘူးဆိုရင်ပြောတာပါဒီညမှာလည်းကျွန်တော်တို့ကတော့ menu ကိုအပြစ်တင်ညတယ်ပေါ့လေသူကြော်တော့လဲဒါမျိုးကျွန်တော်တို့သဘောပေါက်အောင်မှာကကိုဝီ menu ဆိုတာတဲ့ဒီအလုပ်လုပ်တဲ့သူ့ရဲ့ဗောနော်ဒီ agent ညီဘာတွေကအမှန်ကန်ွားဖြစ်ကြတာဗျ agent ညီကလောက်ခလာစားညီဘာတွေကိုသူတို့တောင်းညတာဆိုတဲ့အခါကျတော့တကယ်ပဲသူတို့ agent ညီအနေနဲ့လောက်ခလာစားညီရှော့ပြီးတော့ယူလိုက်လို့မြန်ညှိစက်မှုတွေရှိလာတယ်ကျွန်တော်တော့မထင်ပါဘူးเนาะ တကယ်လို့တရန်တူးဘူးနီးစက်နေပြီဆိုလို့ရှင်တော့မှဒေကြတယ်ဗျာဟိုဘယ်လိုပြောမလို့သူတို့ဘက်ကအရင်ဆုံးကတရန်စတူးကလေးကတူးတောင်းနေဆိုတော့မင်းရှုပ်ယူစရာတော့အကြောင်းမရှိဘူးဟုတ်တယ်မလားဆာမတသိန်းခွဲဆိုတာရရတယ်တကယ်တမ်းတွေးကြည့်များတယ်တသိန်းခွဲတို့တသိန်း၈၀၀၀လို့ဆိုတာမျိုးကလောက်ခလာတာရတအားများတယ်တယ်မှာပါတယ်လူငယ်ကစားမတယောက်အတွက်ကျွန်တော်ခဏတိုင်းရှင်ပြောသလိုပဲအောင်မြင်မှုရနေတဲ့လီဗာပူးတို့ဘာလို့ကျွန်တော်ကြည့်ကြည့်ဗျာကစားမတွေအဲ့လောက်မှလှစားမရတာလေမော်ရီယယ်မက်ထရစ်တို့ဘာလို့ကျွန်တော်ကြည့်ကြည့်အဲ့လောက်ကြီးလောက်ခလာတာမရဘူး မရဘူးဗျာဒီလားဆိုတော့ဟိုအတင်းကအရင်လိုမဟုတ်တော့ဘူးဆိုတော့ကျွန်တော်ပြနိုင်ဘူးလို့တဲ့အကယ်လို့ Kobe Menu လိုမျိုး Garden Product တစ်ခုတယောက်ကိုဟိုလောက်ခလာစားအရင်ကြီးမတန်တဆတူးတောင်းလို့မပေးသင့်ဘူးလို့ယူဆတဲ့အတွက်တူမပေးဘဲနဲ့ဒီကစားမကိုလက်လွတ်လိုက်တော့လက်လွတ်လိုက်တာတော့ရောင်းချတာမျိုးကျွန်တော်လုပ်လိုက်ရင်နောက်ကြလို့ရှိရင်ဒါတခြားလူတွေအတွက်ကဒါဥပမာဥပမေယဖြစ်သွားမှာပဲဟုတ်တယ်မလား Okay ဟိုအောင်နေဒီကောင်လေးကမင်း Kobe Menu လေးတော့မှဒီလိုလုပ်ပလိုက်တာ မတန်တဆငါတို့တော့လောက်ခရတာတွေတောင်းလို့မရတော့ဘူးထင်တဲ့ပုံစံမျိုးဖြစ်ရတော့မှာပဲအင်္ဂလန်လက်ရွေးစင်အတင်းမှာရွေးခံရလို့ဆိုပြီးတော့မင်းလောက်ခရတာတသိန်းခွဲတသိန်းရှင်တော့ပြီးတရားအကြောင်းမှမရှိတာဟုတ်တယ်မလားနော်ပြီးတရားအကြောင်းမှကျွန်တော်မရှိတာဆိုတော့ဘာဖြစ်ဖြစ်ပါဟိုလက်ရှိမှာနီးစပ်မှုတွေရှိနေပြီလို့တော့ပြောကြတယ်သို့တော်လည်းပဲလောက်ခရတာနဲ့ပတ်သက်တဲ့အရာတွေတော့ပါမလာဘူးပေါ့နော်ဆိုတော့ဘလောက်နီးစက်တာတော့လောက်ခလာတာအခြေအနေတွေကဘလို့နီးစက်တာတော့ကြာဆောင်းတော့ကြည့်ရမှာပေါ့လေတေချာတာတကူကတော့ဒါအာလူငယ်အကယ်ဒမီကနေထွက်တဲ့ကစားမလေးတယောက်ဖြစ်တဲ့အတွက် အတိုင်းအတာတစ်ခုတည်းတော့ကျွန်တော်ကမျောလင်းလို့တော့ကျွန်တော်ရတာပေါ့နော်ဆိုတော့ဆောင်းတော့ကျွန်တော်ကြည့်ရပါမယ်ဒါကတော့လက်ရှိမှာ Grammy Bailey ကနေပြီးတော့ report လုပ်ထားတဲ့သတင်းပေါ့ဗျာအစားထိုးရမယ့်နေရာတွေကတဲ့အတင်းမှာအများကြီးပဲဗျာတဲ့နော် Amorin စိတ်ကြိုက်နော် Amorin စိတ်ကြိုက်ကစားမားတွေရောက်လာလို့ရှင်တော့ပို့ပြီးတော့ကောင်းလာမယ်လို့မျောလင်းရတာပါရဲ့နော်โอเคပါကျေးဇူးများကြီးပါတယ် အဲလစ်ဆန်ရိုမာရီနက်စ်နဲ့ဟေဗင်ရှိနေတော့တဲ့လက်စီဗီနီယာကမဖြစ်မနေဝဲမနေရလို့တော့မမြင်မိဘူးဗျာတဲ့နော်စင်ထရယ်ဆန်နပ်ဘက်နဲ့အာစဘီကပူကြီးကြည့်တယ်လို့ထင်တာပဲတဲ့နော်โอเคကျေးဇူးများဒီမှာလေပြဿနာကဗျာဘယ်လိုပြောမလဲအဲ့ဒါလိုတွေးကြည့်ရင်တော့ဟုတ်တာပေါ့လေဒါပေမဲ့လေလို့ကျွန်တော်တို့နောက်ထပ်တစ်ချက်ထက်တွေးရမှာကလစ်ချာကတစ်နှစ်တစ်ခါအနည်းဆုံးတန်ရရတဲ့ကစားမှာကျွန်တော်တို့လစ်ဆန်ရိုမာရီနဲ့အသင်းကိုရောက်လာပြီဆိုတဲ့အချိန်ကြီးကနေအခုချိန်ကြီးကျွန်တော်တို့ကြည့်ရင်လစ်ချာဒီတစ်နှစ်တစ်ခါအနည်းဆုံးတန်ရရတယ် တစ်နှစ်တစ်ခါအနည်းဆုံးတန်ရရတယ်ပေါ့နော်ဒါအပြင်အဲ့ဒီဒံရရတော့ကျွန်တော်ကြည့်လိုက်အနည်းဆုံးလနဲ့ချီနားရတာလနဲ့ချီနားရတာဆိုတော့ခင်ကျွန်တော်လက်မလွတ်ရရင် injury ပြဿနာမကြုံရလို့ရှင်တော့ပြဿနာမရှိဘူးဗျာ listen to mari net ဒီကျွန်တော်တို့တို့အကောင်ဆုံး CB ပဲ left center ပဲနေရမှာဆိုတော့ तू injury ပြဿနာကြုံသွားပြီဆိုလို့ရှင်ကျွန်တော် aiden heaven ရှိမယ် aiden heaven ဒီတအားငယ်သေးတယ်အခုလက်ရှိ lecha na ni လို့ကစားတဲ့အချိန်မှာအဆင်ပြေတယ်အောင်ကျွန်တော်ရှိနေတယ်တကယ်လည်းပဲအဆင်ပြေလို့ဖြစ်နေတယ် ဒါပေမဲ့အခုလည်းသူဒဏ်ရာရသွားပြီဆိုတော့ဟိုနှစ်ယောက်ရှိနေပြီသားဆိုတဲ့ခါကျတော့ဦးစားပေးပြတော့မြင်ချင်မှမြင်မှာပေါ့လေကျွန်တော်ကျွန်တော်ကတော့အမှန်တိုင်းပြောရင်အဲ့ central center back မှာဆိုလို့ရှိရင်လည်း Harry Maguire ကိုကျွန်တော်ကအဓိက main player အဖြစ်သုံးနေတယ်ဆိုလို့ရှိရင်တော့အဆင်မပြေတော့ဘူးကျွန်တော်တို့က right center back မှာနှစ်ယောက်ရှိရဗျာဟိုဒီလစ်နဲ့ဘာလို့ကျွန်တော်က Lenny Yu တို့နှစ်ယောက်ရှိတယ်ဒါပေမဲ့ central center back ကတော့ကျွန်တော်က Maguire တစ်ယောက်ပဲကောင်းကောင်းကစားနိုင်တာဒီလစ်က central center back ဖြစ်ကစားလို့ရှိရင် ball playing ability အဲ့လောက်မကောင်းတော့အဆင်မပြေဘူး เนาะ Lenny Uru ကလည်းပဲ right center back မှာအကောင်းဆုံးဗျာဆိုတော့ကျွန်တော်တို့အတွက်ဒီမျောလင်းလို့ရတာဒီကျွန်တော်တို့အမှန်တကယ်မျောလင်းလို့ရတာဒီ central center back central center back မှာကောင်းကောင်းပိုင်ပိုင်နဲ့နဲ့ကစားနေတာမရှိဘူးဒါပေမဲ့လို့ပေါ့เนาะကျွန်တော်စိတ်ပူတာကကိုအတင်းရဲ့ကစားမားတွေ injury ပြဿနာကြုံတာအဲ့ဒါတွေကမြေကစားလိုင်းနီးပါးကစားသမားလိုင်းနီးပါးလို့ကြုံနေရတာဆိုတော့ဟိုလေချာအနေနဲ့ injury ပြဿနာကြုံသွားရင်လည်းလာနေချင်နားရတာဆိုတော့ကျွန်တော်ကတော့ LCB နေရာကပေါ့เนาะပို့ပြီးတော့ခေါ်ဖို့ကြိုးပမ်းတင်တယ်လို့ထင်တာပေါ့လေအခုဆိုလို့ချင်းကျွန်တော်ကြည့်ကြည့်ပေါ့ အဲဘရူနိုဖာနန်ဒက်စ်ကွင်းလယ်မှာကစားတယ် LCB မှာကျွန်တော်တို့ဘောနော်ဒီလစ်ချာမရှိတော့လို့ progressive body မထွက်တော့ဘူးဆိုလို့ရှိရင်ဘရူနိုဖာနန်ဒက်စ်ကနောက်ထိဆင်းလာပြီးတော့ဗျာဒီလားသူ့အနေနဲ့ဘောလုံးတွေလက်ခံပြီးတော့ယူပြီးလို့ရှိရင်ဘောလုံးတွေရှေ့ရအောင်ပို့အဲ့လိုမျိုးတွေလုပ်နေရတာကျွန်တော်တော့ခေါ်ဘူးပြတ်ဗောနော် LCB ကိုကြိုးပမ်းသင့်တယ်လို့တော့ထင်တယ်တော်တော်လေးပဲ brother ပြောသလိုပဲဒီနှစ်နှစ်ယောက်သလုံး injury ပြဿနာတွေဘာတွေကင်းနေတယ်ဆိုလို့ရှိရင်တော့ central center back တို့ဘာလို့ကတော့ပို့ပြီးတော့အာဦးစားပေးကြိုးပမ်းသင့်တဲ့เนาะနေရာလေးလို့ပြောရမှာဗောလေ အဲလေโอเคเนาะ Ignacio ကားတယ်နဲ့ area ထင်တယ်လို့เนาะမကောင်းဘူးလို့တော့ထင်တာပဲတဲ့เนาะအဲသူကနေသူတော့ဟုတ်နေတာပါပဲသိရမလားကျွန်တော် listener to Marines လည်းမြင်အေးเนาะကောင်းမှာမကောင်းတာမြင် area မှာဆိုလို့ရှိရင်အမြင်အဲ့လောက်ကြီးမှာမဟုတ်တာဟုတ်တယ်မလားဒီအဓိကတော့ဗျာကျွန်တော်နေနဲ့ဟို Brightway တို့ဘာတို့ကလည်းကောင်းမနေဘူးလေ Brightway ကတော့ area ကောင်းနေထားပါတော့ဗျာအရက်က6ပြည်ပဲနဲ့လက်မလည်းမသိဘူး Bob Lane ability လည်းမစိုးထားပါတော့ဒါပေမဲ့လို့ defending ဘက်မှာဆိုလို့ရှိရင်ထင်တယ်လို့ကြီးတိကျွန်တော်ဟုတ်မနေဘူး ။ဒါပေမဲ့လို့အင်္ဂနာစီကတော့ကျွန်တော်အနေနဲ့ဒါဥရောပ level ဒီမှာလည်းပါတယ်ကစားဘူးတဲ့ player တယောက်ဆိုတော့မျှော်လင့်လို့တော့ရတာပဲ။ဒါဆိုလည်းပဲဒါကတော့အတင်းဘက်ကတရင်ထွက်တဲ့သူပေါ့နော်။တကယ်တကယ်ဘသူကိုခေါ်ဝေးရအောင်ကြိုးပမ်းလာမလဲဆိုတော့ကြည့်ရမှာပဲ။အတင်းမှာက left center back နဲ့ပတ်သက်လို့ရှိရင်မျှော်လင့်ဒီကြီးနဲ့ကျွန်တော်ဒါဟိုလက်ရှိတရင်ထွက်တာဆိုလို့ဘယ်သူမှမရှိဘူးခုနကပြောတဲ့အဲဒီ bright way တို့ဘာလို့ပဲကျွန်တော်တို့ရှိတာเนาะဟိုဟိုအတင်းမှာဆိုရင်အခုရှိနေတဲ့ delete တို့ဘာလို့လဲအမြင်ထားပါတော့အမြင်ပေါ်ကောင်းနေထားပါတော့ကျန်တဲ့ defending mind တို့เนาะ ပြီးလို့ရှိရင်ဗါလဲ ball playing ability လို့အဲ့လောက်မှမကောင်းတာတာမန်စင့်တော့မရှိဘူးဗျဒီလိုတို့ဆိုတာပြီးရမယ် ball playing mind တွေဗါလေးရဆိုတော့ဟိုအားနိုင်ချက်တွေကတော့အများကြီးပေါ့လေသူလည်းပဲ Ignacio ကသူ့ဟာနေသူအများကြီးချီနေကောင်းကစားနိုင်ပါတယ်တည်ရမလားစီလက်ရှိဒီ Portuguese Premier League ကနေပေါ့နောက်ဆင့်တက်ဖို့အတွက်ဆိုလို့ရှိရင်လည်းပဲသူကဥရောပဥတုမှာဥရောပတွေ့ကြုံနေပါရှိနေပြီးသားပဲလေဆိုတော့မျှော်လင့်လို့ရမှာပေါ့ အဲမေနူးကအတင်းပြောင်းမှလာတယ်ကျွန်တော်ရှိမှာပဲကြိုပြောတော့ပါတယ်မသိသေးပါတော့။ Okay ကြည့်ကြည့်မြင်ပါတယ်။ဦးနနာကပြားတယ်နော် sorry ကိုပြောင်းမယ်ထင်လားတဲ့နော် sorry ကိုပြောင်းမယ်ထင်လားဆိုတော့ဦးနနာနဲ့ပတ်သက်လို့ကလည်းရှိသူတို့တကယ်ကျူးပန်းတယ်ကျူးပန်းလာတယ်ဆိုရင်တော့လက်လွတ်ချင်လက်လွတ်မှာပေါ့လေကျွန်တော်တို့ဦးနနာနဲ့ပတ်သက်တဲ့တဲ့တင်နေမနေ့ကကျွန်တော်ပြောပြီးသွားပါပြီနော်။ Vita Geographic ရဲ့ agent တဲ့ Artida Artida နဲ့ကတွေ့မလို့ဆိုဟုတ်လားတဲ့နော်အဲ Geographic က Arsenal တန်ရောက်သွားနိုင်လားတဲ့။ အဲအာဆင်နယ်တို့ဘာလို့ကတော့တိုက်စစ်တယောက်လောက်ပဲလူတော့တာဆိုတော့ခါကျတော့တကယ်တမ်းခွန်ရောက်ကောင်းရောက်သွားနေတာမေးလေဂရိုကရဂရိုဘာလို့ဆိုတော့မျိုးကဒီတိုက်စစ်မှာလက်ရှိအာဆင်နယ်တို့ဘာလို့လူနေတဲ့ပုံစံမျိုးဖြစ်နေတယ်ဆိုတော့ရောက်ကောင်းရောက်သွားနေမှာပဲဒီမှာဒါအာဆင်နယ်ကကစားမားတွေအများကြီးပုံမှာသူတို့ငွေသုံးစရာမလိုတော့ဘူးလေတကယ်တကယ်ခွန်မေးလို့ဆိုလို့ရှိရင်တော့ရောက်သွားနေတာပေါ့နော်ချန်ပီယံစ်လိလည်းမင်းကစားရမယ်ပရီးမီယာလိမှာလည်း challenge လုပ်နိုင်တဲ့အသင်းဖြစ်တယ်ပြီးလို့ချင်းဟိုကောင်ကိုယ်တိုင်ကလည်းချန်ပီယံလိတွေပါနေကစားခြင်းနေဗျာ တည်တယ်မလားဆိုတော့ရောက်မသွားနိုင်စရာအကြောင်းမရှိပါဘူးနော်ရောက်မသွားနိုင်စရာအကြောင်းမရှိပါဘူးအာထပ်အထပ်ခေါ်ဖို့တက်တဲ့နော်အထွက်ကိုကြည့်ပြီးမှားတယ်နော်အတင်းကအပြောင်းရွှေ့လို့မယ်လို့မြင်နေโอเคပါအင်္ဂလာစီကိုပြားတဲ့သဘောကျတဲ့နေရာမှာပါတယ်တဲ့အတင်းကရောက်အောင်ခေါ်သိနေလို့ထင်တာပဲโอเคပါအဲဆိုတော့ね main new ကတဲ့နီးပြနီးစနစ်နဲ့အမဝင်ဘူးဆိုတဲ့နော်အဲဒါကတော့ပြ central midfield နေရာမှာကျွန်တော်ကောင်းကောင်းအသုံးချတဲ့ရင်တော့ဒါအများကြီးမျှော်လင့်လို့ရတာပေါ့သို့တော်လည်းပဲလက်ရှိမှာ main new ကိုယ်တိုင်ကိုက ဒီအမ်မိုရီယံလက်အောက်မှာဆိုလို့ရှိရင်ရုံးကန်တာလည်းပါတယ်အများကြီးလည်းကစားခွင့်မရသေးတာလည်းပါတယ်ပေါ့နော်ကျွန်တော်ကတော့ဆက်ပြီးတော့ထားတင်တယ်လို့တော့ထင်တာပဲတိုးတော်လည်းပဲဆက်ထားတာတဲ့ရောင်းချတာကပို့ပြီးတော့အကျိုးမြတ်များမယ်ဆိုလို့ရှိရင်လည်းပဲတိတ်မနှမျောတင်ဘူးပေါ့နော်ကျွန်တော်တို့ကရင်းတာတွေလှုပ်ရဲမှကျွန်တော်တို့ပူကောင်းတာတွေရဖို့မျှော်လင့်ရမှာပေါ့မင်္ဂလာပါမင်္ဂလာပါဆရာသမားတွေတော့လည်းကြည်ညိုညီကိုဒီ၄00ညီပါရှိပါတယ်နော်ကြောက်ချင်းကြည်တော်ကိုကြည်သူများကြီးကျင်ပါတယ် ဒီတပတ်ဆိုလို့ရှိရင်ကျွန်တော်သာပွဲတွေပြန်လာတော့မယ်ပေါ့နော်။အာကလပ်ပွဲတွေပါပြန်လာတော့မယ်ပေါ့ဗျာ။ဆန်ချူကလည်းပြန်လာဖို့တေချာနေပြီလားတဲ့နော်။မတေချာသေးပါဘူးဆရာသမားကြီးနော်။ဘယ်ရောက်မှန်းကိုမတေချာသေးပါဘူး။လက်ရှိချိန်မှာတဲ့အမှတ်ပေးပွဲတွေမှာရတဲ့လောက်အမှတ်တွေယူပြီးတော့တဲ့ယူရိုပါလိဖလားပဲအာယုံဆိုင်နေမှာတော့အတေချာပဲတဲ့နော်။ဟွအမှတ်ပေးပွဲရတဲ့လောက်အမှတ်တွေယူပြီးယူရိုပါလိဖလားပဲအာယုံကျွန်တော်တို့မှအဲ့နှစ်ခုပဲရှိလို့တာလေးဆရာသမားရဲ့နော်။ အမှတ်ပြီးဖလားပွဲမှာရန်တလောက်အမှတ်ဒီယူပြီးတော့ယူရိုပါလိဖလားပဲအာယုံဆိုင်နေတော့မှာအတိချာပဲတဲ့နော်အဲ့နောက်ခုပဲရှိတာလေဆရာသမားဘာရှိသေးလို့တော့ဘာမှမရှိတော့ဘူးဆန်နဘက်တွေတက်ပြားတယ်နော် right wing back တို့ left wing back တွေနေရာဦးစားပေးခေါ်တင်နေလို့တော့ထင်တာပဲတဲ့နော် okay ပါချစ်သူများဒီမှာလေမင်္ဂလာပါတဲ့ကုကျော် okay ပါအဲအတင်းကပြားတဲ့နော်ကစားသမားတွေရောင်းလို့ရှိရင်လည်းဈေးမရတော့တာကတော်တော်ဆူးတယ်တဲ့မှာပါတယ်တဲ့နော်အဲအလုံးမလုံးတက်တာပေါ့ဗျာနော်သူများတင်နေ တော့ကောင်းကောင်းကင်ကင်ရောင်းပြနေတာကိုတင်းကဘာမှเนาะအယောင်းဝင်နေပတ်တယ်လို့ရှိရင်အလုံးမဖြစ်ဘူးဖြစ်နေတာအိုစီမန်ကိုတဲ့ကာနာချိုလိုက်ပြီးပြီးတော့ခွန်မစ်အစားပြားတဲ့ကာနာချိုကိုတန်း60စင်နဲ့ရောက်အောင်ရောင်းနိုင်ရင်တန်း120တော့ပြန်300တကပို့ပြီးတော့အဆင်ပြေမယ်လို့ထင်တာပဲတဲ့เนาะโอเคပါအဲတတန်းတူပြီးတော့ရောင်းတာပို့ကောင်းဝင်ပြတဲ့ကိုမီမင်းနူကိုလည်းတတန်းတူတယ်ဆိုရင်တော့မရောင်းတော့ဘူးတည်ကြတယ်မင်းနူတို့ဘာလို့ကတတန်းတူတယ်ဆိုရင်တော့မရောင်းတော့ဘူး လူငယ် talent player ကစားမတွေတော့အတင်းကထွက်သွားမယ်လို့မထင်ဘူးဗျာတဲ့အဲလာစာကြောင်းနေတက်တက်ကြီးကစားမတွေကိုပဲထုတ်မယ်လို့တော့နော်ယူဆတယ်နော်ထုတ်ရမှာပဲကျွန်တော်တို့လာစာတွေပါတယ်တာကြီးမတန်တဆတွေတောင်းနေနေဆိုလို့ရှင်တော့တည်ရမလားကျွန်တော်တို့အနေနဲ့82ဘူးတော့မတင်တော့ဘူးပေါ့လေအတင်းမှာက policy တခုဆိုတာရှိရမယ်ဗျာအဲ့ဒီ policy မှာဟိုဘယ်ကစားမမဆိုအကျုံးဝင်နေဆိုတဲ့ပုံစံမျိုးဖြစ်ရမှာအာ तू ကတော့ academy တွေကကစားမလေးမှုလို့ तू ကတော့ဘယ်လိုမှုလို့ဘယ်ဝမှုလို့ဆိုပြီးတော့ကျွန်တော်ဖြစ်မနေတည်ဘူးပေါ့နော် real metric တို့ပါတော့လည်းကျွန်တော်ကြည့်ပါတာသူတို့ policy တိုင်းမဟုတ်လို့ရှိရင်သူတို့တွေမကြိုးပမ်းဘူးဗျာเนาะတခြားအသင်းတွေက Manchester City တို့ပဲကျွန်တော်ကြည့်ကြည့်เนาะ Liverpool တို့ပဲကျွန်တော်ကြည့်ကြည့်တည်တယ်မလားဒီတိုင်းပဲကိုအသင်းကလည်းဒါအတိုင်းအတာတကူဒီဘယ်ကစားသမားမဆိုအကျုံးဝင်တဲ့ policy မျိုးကချချထားနိုင်မှာတော်ကကြမှာဟောเนาะ Okay ကျေးဇူးများရပါတယ်အဲ Sancho ကိုတော့လည်းရအောင်ရောင်းထုတ်စီခြင်းပြီဗျာတဲ့เนาะဘသူအတွက်မှအကျိုးမရှိဘူးထင်တာပဲတဲ့ Sancho အတွက်လည်းတဲ့เนาะ sorry ပဲတဲ့ တိုင်လာဒီပလီကိုတဲ့တန်တရာတောင်းတာထက်စားလို့ရှိရင်တဲ့အင်္ဂလန်စီကို55တန်ကတန်ပါလို့ဗျာတဲ့နော်ကစားတဲ့နေရာမတူဘူးမဲ့အင်္ဂလန်သားတွေကဈေးကြီးကိုကြည်ရတယ်နော်တိုင်လာဒီပလီတန်တရာဆိုတာကဗျာဘယ်လိုပြောမလို့ဟိုရှောက်ပြီးတော့ဘယ်လိုပြောဘသူကမင်းတည်တယ်မလားတန်တရာပြီးမအောင်အိုက်ကောင်မဟုတ်တယ်မလားနော်အိုက်ကောင်တန်တရာပြီးခွန်မဲစာရမဲလို့ပါတော့တန်သုံးမလောက်ပြီးခွန်မှာပေါ့ဟုတ်တယ်မလားနော်နော်ရှိသည်များလေအကုန်ထုခွဲရောင်းချပြီးတော့လေတန်တရာဘသူကမင်းဟွာဖြစ်မအောင်လားလို့ဘာမှတော့မလုပ်နိုင်တဲ့ကောင်လေးတယောက်တန်တရာ โอเคเนาะအဲကြည်ဒီများဒီပါတယ်အခုတက်လာတဲ့ပုံတွေရပြတယ်เนาะ Eden Heaven ကတော့ကြောက်မယ်ထင်တာပဲโอเคပါအာမက်ပြန်ကောင်းပြီဆိုရတယ်เนาะအဲမပြောမိသေးပါဘူးပြန်ကောင်းပြီလို့ပါတော့เนาะကျွန်တော်တို့တက်လာတဲ့ရှိတွေ့ဒီများတင်းနေရတော့ဒါတူတက်မှုတွေအများကြီးရှိနေတယ်ဆိုတဲ့တင်းနေပဲကျွန်တော်တွေ့ရတာပါ menu ကိုတသိန်းခွဲပေးရင်တော့မှားလိမ့်မယ်တဲ့เนาะတသိန်းအများဆုံးပဲပေးတင်နေဗျာတဲ့အတင်းကစားသမားတွေပြန်ရောင်းဖို့ခက်တာသူများမပေးနိုင်တဲ့လာစာတွေပေးထားတယ်လို့ပဲပါတယ်တဲ့เนาะ menu လေပါဦးမှာကစားကြည့်တဲ့9000ထက်ပိုမရဘူးတဲ့เนาะ โอเคပါအဲဆိုတော့ခြေတိများရေးတင်ပါတယ်အခုမှရောက်လာတာမျိုးတယ်เนาะ Eden Heaven အကြောင်း Eden Heaven အကြောင်းကဘာမှကျွန်တော်တို့ပြောစရာတိမရှိသေးပါဘူးเนาะ Eden Heaven အကြောင်းကเมนูကလည်းလာတာများလို့ရှိရင်ရောင်းလိုက်တာကောင်းမှာဗျာတဲ့เนาะ โอเคခြေတိများရေးတင်ပါတယ်အဲလစ်ချာကပြရတဲ့ physical ကောင်းတဲ့ challenge တွေလုံးလိုက်လို့ရှိရင်တဲ့နော်ဒီကောင်ကထိခိုက်တာလွယ်တယ်တိတ်ပြီးတော့เนาะအချိန်မကောင်းဘူးလို့เนาะ okay ပါကြည့်များရပါတယ်ကိုတင်းငားတယ်เนาะလူနာတာများရင်ယူရိုပါလိကရက်ရက်ပါပြီးနေတယ်เนาะ ညှော်လင့်ရတာပေါ့လေအန်တိုနီကပြန်လာမှလားတဲ့ real betic မှာပဲဆက်နေရောမလားတဲ့အန်တိုနီကမဖြစ်မနေပြန်လာမှာပါပြန်လာပြီးတော့ real betic ကဟို real betic တို့ဘာလို့တကယ်တမ်းအပြည့်အသက်မလိုချင်ပါဘူးဒီကောင်လေးအငှားထက်ခေါ်မေးဆိုတဲ့သတင်းတွေပဲကြားနေရတာအပြည့်အသက်သာလိုချင်တယ်ဆိုလို့ရှိရင်တန်း30ဖြစ်ဖြစ်20ဖြစ်ဖြစ်အသင်းကလက်လွတ်လိုက်တင်နေဟုတ်တယ်မလားတိတ်ပြီးတော့ညှော်လင့်မနေနဲ့ဘာမှအတကူအသင်းရောက်လို့ရှိရင်နော်ဘယ်လိုပြောမလို့ဒီအချိန်ကြီးကောင်းလာမဲ့သူတွေမဟုတ်ဘူးသိတယ်မလားအဲပြောမရပါဘူးနော်ဘာလို့ဆက်ဖြစ်လာအောင်မလဲတော့ စန်တာမီဖီကတော့တယောက်တော့ခေါ်စီချင်တာလေခေါ်မှာခေါ်မှာနော်စန်တာမီဖီကအတင်းကတလောက်နေမရဘူးအရီစင်ကထွက်တော့မှာနော်ပြီးလို့ရှိရင်ကက်စမီရိုကနော်ကျွန်တော်အချင်းမပြေတာနဲ့ကျွန်တော်အနေနဲ့ဒါဟိုခေါ်မှာစန်တာမီစန်တာမီဖီကတော့ဟို physical ကောင်းကောင်းနော်ပြီးလို့ရှိရင် strong ဖြစ်ဖြစ်တည်ရမလားပြီးလို့ရှိရင်တက်ကယ်ကောင်းကောင်းအမြင်ပေါ်ပိုင်ပိုင်နေနိုင်တဲ့နော် progressive carries တွေလုပ်နိုင်တဲ့ကစားမတွေစန်တာမီဖီကကျွန်တော်ခေါ်ရမှာမဟုတ်လို့ရှိရင်တော့အတင်းတွက်ကကျွန်တော်မလွယ်ဘူးဒီချက်တော့ပူကောင်းတဲ့အပြောင်းအရွှေ့တွေကျွန်တော်လုပ်နိုင်မှာကျွန်တော်ရတော့မယ်ပေါ့နော် ဆိုတော့အချင်းတန်းညီကိုဒီဒါ450ညီပါရှိပါတယ်တောက်ချင်းစီတန်းကိုချီးကျူးများရေးတင်ပါတယ်ဆိုတော့အင်တာနက်အခြေအနေလေးတွေကြောင့်ကျွန်တော်တိတ်ပြီးတော့ live ဒီပိုင်းမှာတွားပြည့်တယ်ဗီဒီယိုဒီပိုင်းပုံမှန်တင်ပြတယ် sorry ပါဆိုတော့ဒါကတော့လာလက်ရှိရတာတဲ့အတင်းနဲ့ပတ်သက်တဲ့တင်တချို့ပေါ့လေဆိုတော့နေခင်းမှာလည်းကျွန်တော်ထပ်ပြီးတော့ဒါဗီဒီယိုတွေတင်တွားပြပါအောင်မယ်နော်အားနေတယ်ဆိုတော့ဗျာနော်အားနေတယ်ဆိုတဲ့အခါကျွန်တော် live လေးတွားခြင်းတွားမှာပေါ့လေ live ကတော့နေခင်းမှာဒီမှာတွားဖို့တော့တိတ်အခြေအနေနေပါတယ်အထူးသဖြင့်တော့တင်ရင်းကလည်းအဲ့လောက်ပြောစရာမရှိတာပါညာနဲ့ပေါ့နော်တင်တူလေးတွေပဲကျွန်တော်တင်ပြဖို့များတယ် ဆိုတော့ကျေးဇူးများတင်ပါတယ်ဆင်တမိုင်းเนาะကျွန်တော်တို့သာဒီညထပ်ပြီးတော့ကျွန်တော်တွေ့ကြပါမယ်နေကင်းမိုင်းသတင်းဒီမှာကျွန်တော်ထပ်ပြီးတော့တွေ့ကြပါမယ်ကြည့်ရှုအားပေးတဲ့ညီကိုများလုံးကိုကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုဒီမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးပါ